စိတ်ထက်ကြယောဂ depressive disorder လို့ခေါ်တဲ့စိတ်သက်ကြယောဂဟာအမတန်အဖြစ်များပြီးစီးကြိုတွေးတိုးလို့လိုပဲစေကူတာရမယ်စေကူလို့ရတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်အနောက်နိုင်ငံစီးရင်များအရာစုလူ၄ယောက်မှာတစ်ယောက်ဟာဘဝတစ်ချိန်ချိန်မှာစိတ်သက်ကြယောဂခံစားရနိုင်ပါတဲ့ရုပ်ရှင်သရုပ်ဆောင် Harrison Ford Marlon Brando Jim Carrey, Halle Berry နဲ့ဂီတပညာရှင် Elton John, Billy Joel, Janet Jackson တို့ဟာ သူတို့စိတ်ဓာတ်ကြယောဂဝေဒနာရှင်မှန်လူသိရှင်ကြားကြီးညာထားတဲ့နမန်ကြောင်များတွေကတချို့ဖြစ်ပါတယ်။စိတ်ဓာတ်ကြယောဂရဲ့လက္ခဏာတွေကတော့၁စိတ်နှလုံးညှိုးနှံခြင်း၊ငိုခြင်းနေခြင်း၊၂အကြောင်းမဲ့နှုံးချိနှွမ်းနေခြင်း၊၃ခရိုင်းထက် ပျော်ရွှင်စိတ်ဝင်စားနေကြကိစ္စများကိုဘယ်အရာကိုမှ မပျော်ရွှင် စိတ်ဝင်စားတော့ခြင်း၄ကရင်ပြက်ခြင်းတလအတွင်းငโกမူလကိုလီချိန်ဤ900ခိုင်နှုန်းဒို့မဟုတ်20ပုံတပုံကြာသွားခြင်း၅အိတ်မပျော်ခြင်းညလေနိုးပြီးပြန်အိတ်မရခြင်းနှင့် ပုံမှန်ထက်နှစ်နာရီစောနှုန်းနေခြင်းတို့လည်းပါပါတယ်6 မျောလင့်ချက်ကင်းမဲ့ပြီးကိုတံမိုးပြောင်းနေခြင်းခုနှစ်ထွက်ပေါက်မမြင်တော့ပဲအနာခတ်အပေါ်လက်လျှော့ခြင်းရှစ်ကိုကိုကိုတတ်တည်လူစိတ်ပေါ်ပေါက်ခြင်းကိုအာယုံစိုးဆိုင်နိုင်မှုလျော့ပါသွားခြင်းတစ်ဆယ်မိမိကိုကိုယုံကြည်မှုနှဲသွားခြင်းဆက်တဲ့ဘာပေါ်မှလုတ်ကိုင်းလူစိတ်မရှိတော့ခြင်းဆက်နှစ်လိမ်မှုကိစ္စစိတ်မဝင်စားတော့ခြင်း ဓာရီကိုတခါတလေကာယကံရှင်ကိုယ်တိုင်မဟုတ်ပဲမိသားစုကသတိထားမိတာမျိုးလဲဖြစ်တတ်ပါတယ်။အရက်စကားအခေါ်စိတ်တက်ကြတာနဲ့မတူတာကတော့တကယ်ဆေးကုရမယ်စိတ်တက်ကြရောက clinical depression ဆိုရင်အထက်ပါလက္ခဏာများအကုန်လုံးရှိရမလို့ပါ။နေစဉ်ရက်ဆက်အနည်းဆုံးနှစ်ပတ်ရှိရပါမယ်။တော်တော်ကိုခံရဆိုးပါတယ်။စိတ်ထောင်းမှုကိုကြီးဆိုတာ ိတ်မှန်တဲ့စကားပါတိတ်ဆိုးရင်တော့အမှန်တကယ်မဖြစ်သောကိစ္စများကို အမှန်ကဲ့သို့ယုံကြည်ခြင်းတွေ delusion ဆိုတဲ့အရာတွေဖြစ်တတ်ပါတယ်ဥပမာအဖြစ်ကိုကိုကိုပြစ်မှုကျူးလွန်မိတယ်လို့ယုံကြည်ပြီးရဲထံအဖမ်းခံတာမျိုးတို့ကိုခန္ဓာကပုတ်ဟောင်နေတယ်လို့ယုံကြည်ပြီးလူတွေ့မခံတာမျိုးကိုကို သူများကလှုပ်ချင်နေဆိုပြီးအိမ်မှာအလုံးပိတ်ကြောက်နေတာမျိုးပေါ့ တခါတလေတော့ဘသူမှအနာမမရှိပဲစကားပြောတန်တွေကြားတာမျိုးအရေးတွေမြင်တာမျိုးနှုတ်ဆော်မဲ့အကြားအမြင်အာယုံ auditory visual hallucination လေဖြစ်တတ်ပါတယ်ဒါဆိုရင်တော့တေးသေးချာချာစိတ်ကူမကိုဖြစ်ပါတော့မယ်စိတ်တကြယောဂါမှာအနုအရင် severity နဲ့လက္ခဏာပြပုံမူွယ် atypical presentation လေးတွေရှိသေးတယ် တက်ကြီးရွယ်ဦးရီမှာဆိုရင်စိတ်တက်ကြဝမ်းနေတဲ့ပုံစံထက်ကနာမငိမ့်ဖြစ်တာနဲ့လာတာပုံများတက်ပါတယ်သူတို့အသက်ပိုင်းကစိတ်တက်ကြတာကိုတိတ်ပြီးသတိမထားစကားတဲ့ထဲ့ပြောလို့မရှိတတ်လို့ပါတချို့ကြတော့လဲမစားနိုင်မအိတ်နိုင်တာနဲ့ပြောင်းပြန်ဖြစ်တတ်ပါတယ်ပုံမှန်စားဝင်အိတ်ပြောတာနဲ့မတူပါဘူးစိတ်ညစ်ညစ်နဲ့အစားတွေပဲလှိမ့်စားနေတာအိမ်ညာထဲမှာပဲနေပြီး လောကကြီးကိုရင်မဆိုင်မဲရှောင်နေတာမျိုးပါစေကူရမယ်ဆိုတော့ဒါကလောကရံမဲမဟုတ်ဘူးလားသူဟာသူပျောက်သွားမှာကိုဘာကိစ္စပတ်စံကုန်ခံရမှာလဲလို့နေစရာရှိပါတယ်မှန်ပါတယ်လောကရံဆိုတာရော သူဟာသူပျောက်သွားမှာဆိုတာရော အမှန်ပါပဲချက်ချင်းတော့မဟုတ်ပါဘူးစေမကုစေမကုရင်ပြင်းပြခြင်းအဖြစ်ကိုးလာလောက်ခံစားရတတ်ပါတယ်အဲ့ဒီအချိန်အတွင်းယောဂါကို ပုံဆိုးစေမဲ့နောက်ထပ်လောကရန် contributing life circumstances တွေမဖြစ်ဘူးလို့ဘသူကအာမခံနိုင်မှာလဲဒီလိုအချိန်မျိုးမှာစိတ်တက်ကြဝေဒနာရှင်ဟာတာမန်အချိန်မှာထပ်ပို့ပြီးစိတ်ထိခိုက်လွယ်ပါတယ်ဒီလိုအချိန်မျိုးမှာစိတ်တက်ကြဝေဒနာရှင်ဟာတာမန်အချိန်မှာထပ်ပို့ပြီးစိတ်ထိခိုက်လွယ် psychologically vulnerable ဖြစ်နေတတ်တာကိုထည့်စင်စားရပါမယ် အဆိုးအပြက်တွေလည်းပုံမြင်တတ်ပါတယ်။ခေါင်းပေါ်မှာတိမ်နိုင်မဲကြီးဓာတ်ကလောက်အမြဲတမ်းအုံဆိုင်နေသလိုပဲလို့လူနာတွေမကြာခဏပြောလို့ရှိကြပါတယ်။ကို့အသက်ကို ကို့တန်မိုးမထားတော့ဘဲအဆုံးစီရင် ထွက်ပေါက်ရှားတဲ့အထိဆိုးတက်လို့အမတန်ဂရုစိုက်တင်ပါတယ်။လောကရန်နဲ့ကြုံတဲ့အခါလူတယောက်နဲ့တယောက်တုံ့ပြန်လာခြင်းမတူကြပါဘူး။ပန်ဝင်းခြင်းနဲ့မျိုးရုပ်ဗီဇလည်း ပါပါသေးတယ်ဒီလိုပြောလို့မျိုးရိုးလိုက်တယ်လို့လည်းတထစ်ချပြောလို့မရပါဘူးစိတ်တက်ကြယောဂါမျိုးရိုးမရှိသူနဲ့စားရင်စိတ်တက်ကြယောဂါမျိုးရိုးရှိသူက လောကရန်အစိုးစားကြုံတဲ့အခါစိတ်တက်ကြယောဂါဖြစ်နိုင်ချေပိုများတယ်လို့ပဲပြောလို့ရပါတယ်နှိုင်းရှင်မှုအားဖြင့်အမှန်တကယ်မဖြစ်သောကိစ္စများကို အမှန်ကဲ့သို့ယုံကြည်ခြင်း delusion နဲ့လုံဆောင်မှုအကြ အမြင်အာရုံ auditory visual hallucination တွေပါရလို့ကတော့အရက်အမြင်မှာတော်တော်ခါယူနေပြီဆိုပြီးကြောက်ကြကြင်ကြတတ်ပါတယ်ဒါတွေကိုအမှန်တရားနဲ့ကင်းခွာခြင်းလက္ခဏာများ psychotic symptom လို့ခေါ်ပါတယ်မသိတဲ့လူတွေအတွက်အရန်ခြောက်ချားစရာအတွေ့အကြုံပါအမှန်တော့ဒီလက္ခဏာတွေအလုံးဟာအုံနောက်ထဲမှာအာယုံကြောဓာတ်ပစ္စည်းများ neurochemical ညချေပြက်ခြင်းကြောင့် ဖြစ်တာပါဒါကို စိတ်တကြယောဂါကိုတံပြန်တဲ့အနောက်တိုင်းစီးဝါးများ anti depressant အမှန်တရားနဲ့ကင်းကွာခြင်းကိုတံပြန်တဲ့စီးဝါးများ anti psychotic နဲ့ပြုပြင်ကုသလို့ရပါတယ်လုံးဝတတ်တာပြောက်ကင်းနိုင်ပါတယ်အထက်ပါစီးတွေဟာ စနစ်တကျသုံးရင် ထိရောက်ပါတယ်ဆွဲခြင်း dependence လည်းမဖြစ်တတ်ပါဘူးဒါပေမဲ့ကိုယ်သဘောနဲ့ကိုယ်ဝယ်တော့ရန်ကူလိုကတော့ ဒုက္ခရောက်ဖို့ပါပဲကြုံလို့သတိပေးပါရစေစိတ်သက်သာယောဂါကိုတံပြန်နေစီ antidepressant တွေထဲမှာ diazepam family diazepam benzodiazepine family လုံးဝလုံးဝမပါပါဘူးသူကအမတန်ဆွဲစီပါတယ်ဒုက္ခကနေနှစ်ဒုက္ခရှာတယ်လို့ဖြစ်တတ်ပါတယ်ကိုယ်အနာဂတ်နဲ့ဘဝကိုတံမိုးထားတယ်ဆိုရင် တက်ကြွနာလေသူ စိတ်ယောဂါပါရကူများထံချင်းကပ်တက်ပါတယ် နောက်တစ်ခုသတိပေးချင်တာကတော့ဘယ်ဆေးမဆိုးပါရာစီတမောကအစဘေးထွက်အာနိသင်ရှိတတ်ပါတယ်မတိကြမပြောကြလို့ပါဆေးတောက်တဲ့လူနာတွေမှာဒါကိုတိခွင့်မေးခွင့်ရှိပါတယ်ဆရာဝန်ကလည်းတိတိချာချာရှင်းပြရမယ်ဝတ္တရားရှိပါတယ်ဒီအလေးအထကိုငွေးယူရပါမယ်ဘယ်ဆေးဘယ်ရောဂါအတွက်မဆိုးပါဆရာဝန်တွေဟာရှိသမျှတက်သည့်တာဝန်ယူနိုင်တဲ့ နှစ်ဖျားတွေမဟုတ်သလိုလူနာတွေဟာလည်းဘာမှမသိတဲ့ဘာတာဝန်မှမယူနိုင်တဲ့နယ်လပိန်းလုံးတွေမဟုတ်ပါဘူးကုသချက်ဆိုတာမျှဝေတာဝန်ယူမှု share responsibility ပါ လူနာကိုတည်တည်နဲ့အချက်အလုံးသူနားလည်မဲ့အရေးစကားနဲ့ရှင်းပြပြီးတန်ဖိုးရှိတဲ့ချစ်ငြိမ်စင်စားတဲ့ဆုံးဖြတ်ချက်ရနိုင်အောင်ကူညီရပါမယ်လူတယောက်ရဲ့အချုပ်အခြာပိုင်မှုကို လေးစားရတဲ့တမားတို့ကျင့်ဝတ်ပါ စိတ်ရောဂါတွေကိုကုသတဲ့နေရာမှာ စီးတစ်ခုတည်းအားကိုးလို့တော့မရပါဘူးရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပံ့ပိုးပြုပြင်စရာတွေရှာဖွေပြုပြင်ရမှာပါမိသားစုရဲ့နားလည်မှုနဲ့ပံ့ပိုးမှုလိုအပ်ပါတယ်ပတ်ဝန်းကျင်ရဲ့အမြင့်ကျယ်မှုနဲ့လက်ခံမှုကလည်းအရေးကြီးပါတယ်ဒါဟာယောဂါကြောင့်ဖြစ်ရတာပဲလို့သဘောပေါက်ပြီးဖေးမရပါမယ်အဖြစ်တင်ဘသူမှအကျိုးမရှိပါဘူး ဘယ်သူကဒီလိုဖြစ်ချင်ပါမလဲကိုကိုတိုင်းလဲတစ်ချိန်မဟုတ်တစ်ချိန်ဒီရောဂါဖြစ်နိုင်တယ်ဆိုတာမမေ့ပါနဲ့